မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြမဇိုတရား၄ပါးထဲမှာကရုဏာလို့ခေါ်တဲ့သူတစ်ပါးကိုတနာရမယ်ကျင်နာရမယ်တနာရကျင်နာရလို့လည်းပဲလမ်းမမှာတောင်းစားနေတဲ့တရောင်းစားတွေကြီးပွားတိုးတက်နေကြတာပေါ့ဗျာအင်း အစည်းပွားဖြစ်နေတာကိုမလိုလားလို့ဆိုပြီးနေစင်နေတိုင်းကြီးဦးထဲမှာအလေးစွန်ပြီးစည်းပွားဖြစ်နေတဲ့အင်ရှိကိုနေတိုင်းလာပြီးကြီးဦးတော်နဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းကမြိတ်ဒေသထွက်စားတောက်ကုန်တွေကိုရောင်းချနေတဲ့ရန်ကုန်မြို့ကအခိုင်ငပုံး၆ဆိုင်မှာအခုဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ မြိတ်ဒေသထံငပိငချောက်တွေရောက်ချတဲ့ခိုင်ငပုံ6ဆိုင်ရဲ့ဆိုင်ရှိမှာဘေးအိမ်မှာနေတဲ့အသက်80ကျော်အဖွားဦးတယောက်ကနေ့စဉ်နေ့တိုင်းချီအိုးထဲမှာအလေးစွန်ပြီးအဲ့ဒီချီအိုးကိုခိုင်ငပုံ6ဆိုင်ရဲ့အိမ်ရှိမှာလူမသိတဲ့အချိန်မှာလာရောက်သွန်ခဲ့တာပဲဖြစ်ပါတယ်ငကိုကဲကငချောက်ရောင်းတဲ့အိမ်ဖြစ်တာကြောင့်အိမ်ထဲကငချောက်စော်နေတယ်လို့အစာပိုင်းမှာထင်ခဲ့ကြပါမိမယ်။နောက်ပိုင်းရောက်မှ CCTV ကိုပြန်လည်စစ်ဆေးတဲ့အချိန်မှာအစိုးရအသက်80ကျော်အဖွားဦးကသူ့ရဲ့နေစဉ်ဆွနေတဲ့ချီးတွေကိုအိမ်ရှိမှလာရောက်တော့တာကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ခိုင်ကပုတ်ချောင်းဆိုင်ဆိုင်ရှင်မိသားစုကအစိုးရအဖွဲ့အုပ်ကိုအိမ်ထဲထိခေါ်ပြီးတော့ရခုပြဿနာကိုရဲခွက်ကတာဝန်ရှိသူတွေနဲ့အတူဖြေရှင်းခဲ့ကောင်းနောက်တော့မလို့တော့ပါဘူးလို့ခံဝန်ကတိထိုးခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါကတော့ပုံပုံတို့မြန်မာနိုင်ငံက လူမျိုးတွေရဲ့ စိတ်ဓာတ်အခြေအနေပဲဖြစ်ပါတယ်။ဘုန်းဘုရို့မြန်မာနိုင်ငံကလူမျိုးတွေဟာတော်တော်များများပေါ့နော်။မေတ္တာကရုဏာမုဒိတာ ဥပေက္ခာဆိုတဲ့မျက်မဇိုတရား၄ပါးထဲမှာကရုဏာလို့ခေါ်တဲ့သူတစ်ပါးကိုတနာရမယ်၊ကျင်နာရမယ်ဆိုရင်ရှေ့ဆုံးကနေပါဝင်ကြတဲ့လူမျိုးဖြစ်ပါတယ်။တနာရကျင်နာရတို့လည်းပဲလမ်းဘေးမှာတောင်းစားနေတဲ့တရောင်းစားတွေကြီးပွားတိုးတက်နေကြတာပေါ့ဗျာ။ အဲ့ဒီထဲမှာမှမူရိတာလို့ခေါ်တဲ့ကိုနဲ့တူတူအလုပ်လုပ်တဲ့ပုံကိုယ်တွေကိုထက်ကိုတာသွားတယ်ကြီးပွားသွားတယ်တိုးတက်သွားတယ်အောင်မြင်သွားတယ်ဆိုရင်အဲ့ဒီကြီးပွားတိုးတက်အောင်မြင် အမြင့်ကို ရောက်သွားတဲ့ပုံကိုယ်ကိုဘယ်လိုပုံစံမျိုးနဲ့ဆွဲချရမလဲဆိုတာပဲတွေးနေတတ်တယ်ခဏန်းလိုလူမျိုးတွေပေါ့ခဏန်းတွေကလည်းပဲအဲချင်းထဲမှာထည့်လိုက်ပြီဆိုရင် အပေါ်ကိုတက်မရအောင်အောက်ကနေဆွဲချကြတယ်။ကမတို့နိုင်ငံကလူမျိုးတွေကလည်းတော်တော်များများကကိုတက်ကိုကြီးပွားတွတ်တဲ့အောင်မြင်သွားပြီဆိုရင်အိတ်တာမစ္စရိယတရားတွေဖြည့်ပြီးတော့မစားရမသားရောက်ပဲနဲ့အာဟုသူတွေဖြစ်ကြရတယ်ပေါ့နော်။လူနေဘုံဖြားစိတ်နေခြုံကြတဲ့။ဒီလိုလူမျိုးတွေရှိသလိုစိတ်နေခြုံကြလူနေဘုံဖြားသမိုင်းလည်းရှိပါတယ်။လူနေတော့ဘုံဖြားစိတ်နေတော့ခြုံကြဆိုတော့ထားလိုက်တော့ ။အော်လူကတော့ဘုံဖျားမှာနေလို့အမြင့်ရောက်နေလို့ကြီးပွားနေလို့တိုးတက်နေလို့အောက်ခြေလို့နေတာလို့နည်းနည်းသိခံပေးလို့ရသေးတယ်။အခုဟာကလူကလည်းခြုံကြ၊စိတ်ကလည်းခြုံကြဆိုတော့ဘယ်မှာသွားပြီးတော့သုံးစားလို့ရတော့မှာလို့။ဖုံဖုံတို့ဟောပြောနေတဲ့ဘာသာရေးခေါင်းဆောင်တွေရဲ့အခြေအနေကဘာနဲ့သွားတူလဲလို့ဆိုရင်ဒါကတော့ကရွာတရွာမှာဥစဉ်လေးတပါတရားဟောအလဲကြတယ်ပေါ့နော် တရားကလည်းတခါမှမဟောဘူးရှာဘူးအမျိုးတွေကအတင်းဟောခိုင်းတာနဲ့ပြင်ပေါ်တက်လက်ရတယ်ပေါ့သူဟောတဲ့အကြောင်းအရာလေးကဘုရားအလောင်းတတပန္တိတာဇတ်ပေါ့ဘုရားအလောင်းယုံမင်းအကြောင်းကိုဟောတာပါတခါမှလည်းတရားမဟောဘူးတော့ပြိတ္တတ်ကို မကြည့်ရဲဘူးမျက်စိစုံပေးပြီးတော့ဟောပါတယ်တရားလေးလည်းအလေရောက်လာတော့အော်ငါရဲ့ပြိတ္တတ်အချင်းနဲ့ဘလို့ရှိလဲမသိဘူးမျက်စိဖွင့်ကြည့်အောင်မလို့မျက်စိဖွင့်ကြည့်လိုက်တာ တရားဟောတဲ့ပုဂ္ဂိုလ်ကမျက်စိနှလုံးနဲ့သူ့ကိုဝိုင်းကြည့်နေတဲ့ပရိသတ်ကမျက်စိထောင်တောင်းဆိုတော့သူအဲ့မှာလန့်ဖြန့်ပြီးတော့တရားကိုရှစ်ဆက်မဟောရဲတော့တရားမေ့နေတော့တာပေါ့ဗျာဘယ်မှာသွားမေ့တော့ဆိုတော့ဘုရားလောင်းယုံမင်းခြုံထဲမှာဝတ်နေတဲ့အချိန်ကိုသွားမေ့တာတရားကမေ့ပြီရှစ်ဆက်တိုးလို့မရတော့ဘူးခြုံထဲမှာယုံလေးတကောင်အဲခြုံထဲမှာယုံလေးတကောင်ခြုံထဲမှာယုံလေးတကောင်တဲ့ရှေ့တိုးလို့မရတော့ အောက်ကရွှေမျိုးတွေကလည်းဇာတော်ဖေရဟောပါဖေရချင်းမြင့်ပါဖေရလို့អော်ကြတယ်။အဲ့ဒီမှာခန်းတော်တော်ဦးဇင်းတော်ဘာကဦးဇင်းလေးတဲ့အဲ့ဒီခြုံတဲကယုံကိုထွက်အောင်ခွေးသွားခေါ်လိုက်ရမလားလို့နှောက်လိုက်တော့ပလင်ဘောကဦးဇင်းကစိတ်ဆိုးပြီး မိုက်ပြစ်ချပြီးအောက်ဆင်းပြေးလာတယ်တဲ့။ဒီအခြေအနေမျိုးပါပဲ။မမုံတို့ကလည်းဒီဦးဇင်းလေးကဒီခြုံထဲမှာဝတ်နေတဲ့ဘုရားလောင်းယုံမင်းကဘလောက်တီတီလာ ကောင်းတဲ့အကြောင်းဘလောက်တိတမာရီကောင်းတဲ့ဆိုတဲ့အကြောင်းဘလောက်တိဒါနကောင်းမှု ပြုတဲ့နေရာမှာ ကိုယ့်ရဲ့အသားကိုပါမိရင်းနဲ့ခုံချပြီးတော့လူခဲ့တဲ့ဆိုတဲ့အကြောင်းကိုဖွဲ့ဖွဲ့နှွဲ့နှွဲ့ဟောကျင်တာပါဘုရားလောင်းဟာဘလောက်တိသူတော်ကောင်းကြီးဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောပြကျင်တာပေါ့သူကတရားမေ့နေတဲ့အတွေ့အဲ့ဒီဘုရားလောင်းယုံမင်းကခြုံထဲရကိုမထွက်လိုက်ရဘူးခြုံထဲမှာယုံလေးတကောင်ခြုံထဲမှာယုံလေးတကောင်နဲ့တရားကအဆုံးတတ်သွားတယ် ဖုံမုံတို့လည်းဒီတိုင်းပါပဲဖုံမုံတို့ကကိုလူမျိုးတွေဘလောက်တိစိတ်တမ်းမြင့်မားတဲ့ဆိုတဲ့အကြောင်းဘလောက်တိယိုသားပါတယ်ဆိုတဲ့အကြောင်းဘလောက်တိဖြူစင်ပါတယ်ဆိုတဲ့အကြောင်းဘလောက်တိအိတ်တံမင်းစရိယကင်းစင်ပါတယ်ဆိုတဲ့အကြောင်းဘုရားလောင်းရဲ့စိတ်ဓာတ်နဲ့တူပါတယ်ဆိုတဲ့အကြောင်းကိုဖုံမုံတို့ကပြကျင်တာပြောပြကျင်တာဟောပြကျင်တာဒါပေမဲ့လို့ဖုံမုံတို့ဘလောက်ဟောဘလောက်ပြောပြောတရားမင်းနေတဲ့ဥစဉ်လေးလိုပဲဖုံမုံတို့ကဘလောက်တိဟောဟော ဖရားလောင်းယုံမင်းကခြုံထဲကမထွက်ဘူးဖုံမိုးတို့နိုင်ငံဖုံမိုးတို့လူမျိုးတွေကလည်းပဲစိတ်ဓာတ်တွေကခြုံထဲကကိုမထွက်တော့ဘူးဖြစ်ပါတယ်ခြုံထဲမှာပဲနေနေတယ်စိတ်ဓာတ်ကလည်းခြုံထဲမှာ လူကလည်းခြုံထဲမှာဒီလိုဖြစ်နေတယ်ဒါကြောင့်မို့လို့စိတ်ဓာတ်ကလေးတွေကို ခြုံထဲကနေထွက်နိုင်အောင်ကြိုးစားပါလူနေတော့ဘုံပြားမရောက်ချင်နေပါစေဖုံမိုးတို့မြန်မာနိုင်ငံစင်းရဲတယ်ဆိုတာအားလုံးသိပါတယ် ဘလောက်ဆင်းရဲပါစေစိတ်ကတော့ချုပ်ညားရောက်မသွားပါစေနဲ့စိတ်ချုပ်ညားရောက်ရင်ဘာမှသုံးစားလို့မရတော့ပါဘူးအကြောင်းမို့ချုပ်ကြတဲ့ကစိတ်ဓာတ်တွေကို အမြန်ထွက်လာနိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာတော်မူကြပါစေ